2026ခုနှစ်ကမ္ဘာဖလားပွဲစဉ်တွေအတွက်လက်မှတ်တွေကိုဗုဒ္ဓဟူးနေ့ကစတင်ရောင်းချနေတယ်လို့ဘောလုံးအဖွဲ့ချုပ် FIFA ကပြောပါတယ်။ဝယ်နိုင်ခွင့်ရှိသူတွေကတော့အရင်လကကန်စမ်းမဲလက်မှတ်မဲဖောက်ဖို့ရှောက်ထားတဲ့လူပေါင်း၄.၅တန်းထက်ကမဲပေါက်သူတွေဖြစ်ပါတယ်။မေပောက်ရသူတွေကိုအီးမေးလ်ကတဆင့်အကြောင်းကြားထားပြီးဖြစ်တယ်ဒါမှမဟုတ်အကြောင်းကြားသွားမှဖြစ်တယ်လို့ FIFA ကပြောပါတယ် အရှင်နိုင်ငံဖြစ်တဲ့အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကလွဲလို့ကျန်တဲ့နိုင်ငံတွေအနေနဲ့ဖေနိုင်ငံမှာကံရမယ်ဆိုတာကိုလည်းသိမှတ်ထားသေးပါဘူး။ပွဲစဉ်တွေကဒီဇင်ဘာ9ရက်နေ့မှာအသေးစိတ်ကြေညာမှာဖြစ်ပေမဲ့လက်မှတ်ဝယ်ယူတဲ့ပရိသတ်ကတော့ဖေနိုင်ငံရဲ့ပွဲဖြစ်ဖြစ်ဖေနေရဖြစ်ဖြစ်ခရုမစိုက်ပဲဝယ်ယူနေကြတာဖြစ်ပါတယ်။အခုထိရောင်းပေးနေတဲ့လက်မှတ်တွေက48တင်းကစားမဲ့အုပ်စုပွဲစဉ်တွေရဲ့တဝက်တောင်မရှိသေးဘူးလို့ဆိုပါတယ် အဓိကကတော့လက်မဲ့ဝယ်ယူနေသူတွေအတွက်မိခွန်ကဗီဇာဘလို့ရနိုင်မလဲဆိုတဲ့မိခွန်ဖြစ်ပါတယ်ဖီဖာကတော့ပြည်သက်တွေကလက်မဲ့ရဖို့အရင်စူးစမ်းကြတာဖြစ်ပြီးတော့ဗီဇာကိစ္စကိုတော့အတော်များများကနောက်မှစီစဉ်ကြမှာဖြစ်တယ်လို့ဆိုပါတယ်